။အိန္ဒိယနဲ့ပါကစ္စတန်ဖြစ်ပွားခဲ့တဲ့ကာရှမီးယားဒေသတိုက်ပွဲကိုရပ်တန့်အောင်လုပ်ပေးခဲ့လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြောကြားချက်ကိုညင်းဆိုပြီးအိန္ဒိယနဲ့အမေရိကန်ကြားတက်တမန်ဆက်ဆက်တင်းမှောင်မြင့်တက်လာလို့ DW သတင်း website ကဖော်ပြခဲ့ပါရယ်။မေလာတွင်ကကာရှမီးယားဒေသဖျားဖို့တွေကိုအကြမ်းဖက်သမားတွေကပြစ်ခတ်တပ်ဖြတ်ခဲ့ရမှာပါကစ္စတန်ဘက်ကပါဝင်ခဲ့တယ်လို့ဆိုကအိန္ဒိယကပါကစ္စတန်ဘက်ရှိအကြမ်းဖက်သမားတွေစစ်ကမ်းကိုကိုလေကြောင်းကတိုက်ခိုက်ခဲ့ပါရယ်။ဒီနောက်ပါကစ္စတန်ကလည်းအိန္ဒိယတိုက်လေယာဉ်တွေကိုပစ်ချခဲ့ရတဲ့အတွက်နိုင်ငံခြားတင်းမှောင်မြင့်တက်ခဲ့ရမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအပြစ်ခတ်ရစဲသဘောတူညီချက်ရပို့ကွေရအကြောင်းဝင်စစ င်းဆက်ပေးခဲ့တယ်လို့ကြေညာခဲ့ပါတယ်။ဒီကြေညာချက်ကိုအိန္ဒိယဘက်ကညှင်းဆိုခဲ့ပြီးနောက်အိန္ဒိယနဲ့အမေရိကန်ကြားတာဝန်ဆက်ဆံရေးတင်းမောင်မှုမြင့်တက်ခဲ့ပါတယ်။မကြာသေးမီကအိန္ဒိယဝန်ကြီးချုပ်မိုဒီဟာထရန့်နဲ့ဖုန်းဆက်သွယ်ပြောဆိုခဲ့ခြင်းကအမေရိကန်ဂျာဝင်စိတ်ဆက်မှုကြောင့်မဟုတ်ပဲအိန္ဒိယနဲ့ပါကစ္စတန်စစ်တပ်ကြားဆွေးနွေးမှုတွေကြောင့်သာအပြစ်ခတ်ရဲစဲသဘောတူညီချက်ရရှိခဲ့တာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။အိန္ဒိယအမေရိကန်ကုံသွေးသဘောတူညီချက်ဒါမှမဟုတ်အိန္ဒိယနဲ့ပါကစ္စတန်ကြားအမေရိကန်ဂျာဝင်စိတ်ဆက်ပြီးတဲ့ကိစ္စတွေမရှိခဲ့ဘူးလို့ဒီချိန်တော့တွင်ဝန်ကြီးချုပ်မိုဒီကထရန့်ကိုရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်လို့အိန္ဒိယနိုင်ငံသားရဲ့ဝန်ကြီးဗီဂရမ်မစ်စရီကပြောကြားခဲ့ပါတယ်။ တယ်။အိန္ဒိယကဂျာဝင်စစ်ဆက်ပေးမှုတွေကိုအတိတ်ကာလကလည်းလက်မခံခဲ့သလိုအနာဂတ်မှာလည်းလက်ခံမှာမဟုတ်ဘူးဆိုတာကိုဝင်ရုပ်မိုဒီကအလေးထားပြောဆိုခဲ့ပါလို့မစ္စတရီကပြောကြားပြပါရယ်။မိုဒီနဲ့ထရန့်တို့ရဲ့ဖုန်ပြောဆိုမှုနဲ့ပတ်သက်ပြီးအသေးသေးအချက်အလက်တွေကိုအင်ဖြူရာကထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။မိုဒီနဲ့ထရန့်တို့ကအခုလတွင်ကရီးယားနိုင်ငံမှာပြုလုပ်ခဲ့တဲ့ဆက်မှုထည်သည့်ခုနှစ်နိုင်ငံ G7 အစည်းအဝေးမှာတည်တံ့တွေ့ဆုံမှုဆီစဉ်ခဲ့ပေမယ့်အရှိလေပိုင်းမှာတင်းမာမှုတွေမြင့်တက်နေတဲ့အတွက်ထရန့်ဟာ G7 အစည်းအဝေးကနေစောစီပြန်သွားခဲ့ပါရယ်။မိုဒီနဲ့ထရန့်တို့ဟာပုံဝေရခင်မင်းရင်းနှီးခဲ့တယ်ဆိုပေမယ့်ထရန့်ရဲ့မခံမဲနိုင်တဲ့နိုင်ငံသားရဲ့မူဝါဒကြောင့်သူတို့နှုတ်ကြဆက်ဆံရေး တင်းမာနေဖွယ်ရှိလို့ကြမ်းကျင်သူတွေကယူဆခဲ့ပါတယ်။အိန္ဒိယတည်ငြိမ်တဲ့မဟာဗျူဟာဖြင့်ထွန်းနဲ့ဆက်ဆံခဲ့ကြောင်းပါကစ္စတန်နိုင်ငံဆိုင်ရာအိန္ဒိယမဟာမင်းကြီးကောင်းအဂျေးဘစ်စရီယာကပြောကြားခဲ့ပါတယ်။ဒါပေမဲ့အမေရိကန်သမ္မတကအိန္ဒိယပါကစ္စတန်ပဋိပက္ခမှာသူ့ရဲ့အခမ်းကဏ္ဍကိုလူလာတဲ့ပုံပြီးမကြာခဏပြောဆိုနေတဲ့အတွက်အိန္ဒိယကလည်းပြည်သူလူထုကိုအမှန်တိုင်းသိစေဖို့ရှင်းလင်းခဲ့ရတယ်ဖြစ်ပါတယ်လို့ဘစ်စရီယာကပြောကြားခဲ့ပါတယ်။လက်ရှိမှာအိန္ဒိယပြည်သူတွေဟာအမေရိကန်ကိုစိတ်မချရတဲ့မိဖတ်နိုင်ငံဖြစ်ရှုမြင်လာကြတယ်လို့လည်းသူကပြောကြားခဲ့ပါတယ်။